ကရင်မျိုးသားစီယုံ KNU အနေနဲ့ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းအတွင်းစကန်သိမ့်တိုက်ပွဲတွေပြန်လည်ဖော်ဆောင်လာမှုဟာနောက်ဆက်တွဲဘာဖြစ်လာနိုင်တယ်လဲဆိုတဲ့အပေါ်စီးနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်တုံ့တက်မှုတွေရှိနေကြပါတယ်။2025ခုနှစ်မေလထဲမှာ KNU ရဲ့လက်အောက်ခံ KNL နဲ့ KNDO ကိုဦးဆောင်တဲ့ပူးပေါင်းတပ်တွေကထမ်းမြမနေဆက်ဖြစ်တဲ့ကရင်ပြည်နယ်ဖအံခရိုင်လှိုင်းပွဲမြို့နယ်အတွင်းရှိမော်ကွီးလူတာလေး ရေပနာတီခေါ်တခေါ်ပီခွီစတဲ့တက်စကန်၃ခုကိုတင်ပိုက်ခဲ့ကြတာပါ။ဒါအပြင်တင်းနှိုင်းတိုင်းထဝယ်မျိုးရှိတီခီဒေတာမှထိထနဲ့တီခီပြူဟာစကန်တွေကိုလည်းတက်မဟာလီကတင်ပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ KNU ဟာ2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းလို့တဲ့အဖွဲ့နဲ့စီရေးနဲ့ဖြည့်ရှင်းလို့တဲ့အဖွဲ့ဆိုပြီးသဘောထားကွဲလွန်မှုတွေရှိခဲ့ကြတာပါ။စီရေးအရာဖြည့်ရှင်းလို့တဲ့အဖွဲ့ကအနိုင်ရသွားတဲ့အတွက် အခုလိုမျိုး KNU ကတက်စကန်တွေကိုပြန်လည်တင်ပိုက်တဲ့စစ်စင်ရေးတွေလှုပ်ဆောင်လာတာဖြစ်နိုင်ကြောင်းဒါပြင်နိုင်ငံရေးဆွေးနွေးမှုမှာအသာစီးရကျင်တဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ကြောင်းတရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါတယ်အဲ့တော့အဲ့လိုမြင့်မြင့်မားမားခမက်တူတူကငါပဲလေတိုက်ပွဲတွေမှာကိုရရှိချက်တွေကကောင်းနေမှာကိုကဒေသတွေတင်ပိုက်ထားရုံမကအဲ့ဒေသတည်ငြိမ်အောင်လုပ်ပြီးအဲ့ဒေသလူစုကပါကိုပဲထောက်ခံနေမှာပြောလို့ဆိုလို့ကောင်းပါဟောဒါတွေသူတို့ဆက်လုပ်မှာပဲကြည့် ဘယ်ကမှရှိတာဆိုလို့ပြအေဆန်နဲ့တရုတ်ကခြေလှမ်းညီနေတာဖြစ်တော့တကယ်လို့တိုက်ပွဲပြင်းထန်လာလေဟိုထိုင်းကဝင်ပါဝင်ပြီးအပြစ်ခတ်ရစေးကြီးပါလေလောက်ကန်နေပြအဲ့တော့သူတို့ဂျမကြည့်တယ်နေဆက်တဲ့ကိုပြည်ပင်းမှာပဲကိုဆက်ပြီးတော့တိုက်ကြနေမယ်ထင်တယ်ဟိုဒီလိုပြဟိုဘက်အဖွဲအစည်းတိုင်းမဆိုအဖွဲအစည်းအတွင်းမှာပြฏิပခါတွေရှိတယ်ဗျအတွင်ပိုင်းပြฏิပခါတွေပေါ့နော် ဥမာအဖြင့်ဆစ်ဆက်တိုက်ကြမလားငင်းငင်းရေးယူမလားအဲ့လိုမျိုးတွေပေါ့နော်အဲအဲ့တော့အဖွဲ့အစည်းတိုင်းမှာဒီလိုလူမျိုးတွေရှိတယ်ကြာဟိုဟိုတတ်နိုင်သမျှဟိုရှော့ရှော့ပေါ့ပေါ့လုပ်ချင်တာနဲ့အပြတ်အပတ်တိုက်ချင်တဲ့လူတွေအဲ့ကြားထဲမှာအဲဟိုအဖွဲ့အစည်းကိုပြိုကွဲမသွားအောင်ဆိုရင်ကိုယ့်အချင်းချင်းကြားမှာအရင်ညှိရတာပေါ့ဗျာအဲ့တော့အရင်နှီးနှီးကနေကြည့်ရတာအပြတ်အသတ်တိုင်းမဲ့အဖွဲ့ကအနိုင်ရသွားတယ်ချင်တယ် ဒါကြောင့်မလို့ဒီလောက်ရှိတူလာတာပေါ့ဗျာလက်ရှိမှာတိကိနေဆက်ကုံသွဲရေးဂိတ်ကိုဥဆောင်လဲပတ်နိုင်ဖို့ပြင်ဆင်နေသလိုမြောက်ဒီကုံသွဲရေးကိုလည်းဥဆောင်ဆောင်ရွက်နိုင်ဖို့ပြင်ဆင်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘဒိုစောတော်နီကပြောထားပါဗျ။ပဲခူးတိုင်းမှာလည်းတမဟာ2နဲ့တမဟာ3တို့တရှိသလိုတမဟာ1တထုံခရိုင်နဲ့လည်းနေနမိတ်ထိဆက်နေရပါ။အဲ့ဒီနောက်မူးမြို့နယ်ကနောင်ကုံရံမျိုးအောင် ရွာကြီးအင်းကျွန်းကုံတောင်စုကျေးရွာတွေကိုဧပြီလနောက်ဆုံးအပတ်မှာတင်ပိုက်ခဲ့ကြပါဗျ။ဒါအပြင်ပဲခူးနဲ့မွန်ပြည်နယ်အဆက် ရွှေကျင်မြို့နယ်ညောင်ချီတောက်ရွာမှာတည်ရှိတဲ့မြမတက်မတော်ရဲ့အမှတ်998ချင်းမြန်တရင်ကို PDF နဲ့ KNU ပူးပေါင်းတက်တီကတင်ပိုက်ခဲ့တာပါ KNU ရဲ့လက်ရှိစစ်ဆင်ရေးနဲ့ Tescan တင်ပိုက်ပုံတွေအရတစ်တုံညာနှစ်ခုစစ်ဆင်ရေးနဲ့စင်တူကြောင်းလဲတုံတက်မှုတွေတွေ့ရပါတယ် KNU ဟာတိုင်းဒေသနဲ့ကိုင်းတပ်ဖွဲ့တွေနဲ့နိုင်ငံရေးအဖွဲ့တွေတဲမှာတက်တန်းအရေးဆုံးဖြစ်ပြီးတက်မဟာခုနှစ်ခုနဲ့ဖွဲ့စည်းထားတာဖြစ်ကောင်းတက်မဟာလိုက်လှုပ်ရှားမှုမတူညီကြတာကြောင့် တတုံညာနှစ်ခုလုံးစစ်စင်ရင်မျိုးဖြစ်နိုင်မှုရှိမရှိမှန်းဆရခက်တယ်လို့စီးလုံးညညတော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမျိုးကျော်ကစီရင်တာတင်းဌာနကိုပြောပါရယ်ဆက်ဆာလူကတော့ကျွန်တော်အနေနဲ့ကတော့သိမခင်ပါဘူးပြဘာဖြစ်လဲဆိုပင်ကြီးလူဟိုတက်တော်လှန်ရေးတက်ဆိုတာလေသူတို့ကတကယ်ကိုဝါရင်တက်တည်ဖြစ်တယ်ဒီဝါရင်တက်တည်ဖြစ်တယ်ဒီနိုင်ငံကြီးစီးဆိုင်ရာသူတို့အင်မတန်ကြုံးကျင်နေနားလဲပါလေသူတို့မှလည်းသူတို့မူဝါဒနဲ့ သူတို့သွားနေတာဖြစ်တယ်။နောက်ကျရင်အယူအနေနဲ့ဆိုရင်သူတို့မတတ်မှာခဏခုမှတောင်းမှတတနဲ့တတလုတ်ပန်ခွင့်ရှင်လုံနေကြတဲ့ပြူဟာဖို့ဆောင်တဲ့ပုံစံလေးမတင်ကြဘူးပေါ့လေ။တချို့ကဆိုရင်ပေါ်ပေါ်တင်းတင်းနေပြီးတော့နော်မြို့သိမ်းနဲ့တိမ်တိတ်ပွဲတွေလုပ်ပြီးတော့တချို့ကကြတော့လေနော်နော်ချွေပြီးတော့နော်အဲအောက်တစ်ဖက်ရဲ့ရန်သူအဲအောက်ဆုပ်ရအောင်လုပ်တဲ့ဟာမျိုးတွေရှိတယ်လေ။ ဒါတွေတစ်ခုနဲ့တစ်ခုနော်တတ်တယ်မှာတောင်းမှာမတူကြတဲ့အနေထားမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်သူတို့တို့ကျွန်တော်တို့မှားဆရာဖြစ်တယ်ပေါ့နော် KNU ဟာ2023ခုနှစ်နှစ်ကုန်ပိုင်းမှာတင်ပိုက်ရရှိခဲ့တဲ့ကော့ဂရိတ်မျိုးနဲ့2024ခုနှစ်ဧပြီလကတင်ပိုက်ခဲ့တဲ့မြောက်ဒီမျိုးတို့ကိုပြန်လည်လက်လွတ်ခဲ့ရပူတာပါ။လက်ရှိမှာတော့ KNU က match လကနေစတင်ကမေလအထိ3လတာကာလအတွင်းတက်မဟာခုနှစ်နည်းမြည့်တဲ့ရှိ တပ်စခန်းခုနှစ်ခုတည်းမင်းကိုတင်ထပြီးဖြစ်ကြောင်းလဲဒေတာရီသတင်းတွေကဖော်ပြထားကြပါတယ်။